ဟုတ်ကဲ့အခုတွေ့နေရတာကတော့ဒီ EBS တင်ဦးသေးရဲ့ကျောင်းဘူကိုပေါ့နော်တစ်ချက်နေပါလာပြန်တယ်လေးလာနိုင်တယ် flow ebs make ကိုမှဒီ web version နဲ့ဖန်တီးထားတယ် web app ဖြစ်တယ်အဲ web app ဆိုတဲ့အတိုင်းပဲအဲကျွန်တော်တို့ ios ဒီမှာလဲဒီ software ကိုအသုံးပြုနိုင်မှာဖြစ်တယ် ios မှာမဟုတ်ဘူးကျွန်တော်တို့ဒီ computer တွေမှာပါအသုံးပြုနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ software ရဲ့ပုံစံကိုဒီမှာထပ်ပြီးတော့ပြပေးပါမယ် အဲဒီ software ကိုဝယ်ယူထားတဲ့သူတွေကစုစုပေါင်းအနေနဲ့ဆိုရင်ကျွန်တော်တို့ဒီ100 190နီနီလောက်တော့ရှိပြီပေါ့နော်အဲကျွန်တော်အတိအကျတော့ပြန်ကြည့်ရအောင်မယ်အဲ့တော့အဲလက်ရှိပေါ့နော်လက်ရှိဒီအရင်ကတော့ကျွန်တော်တို့ Android ကိုပဲရခဲ့တယ်အခုကျွန်တော်ကိုဒီတောင်းဆိုထားတဲ့သူတွေကပေါ့နော်ဒီ iOS ကိုလည်းအသုံးပြုလို့ရအောင်တောင်းဆိုထားတဲ့အတွက်ကျွန်တော်အခုလိုမျိုးလေးခံပြီးပြလိုက်ချင်းဖြစ်တယ်အဲဒီမှာဒီ software လေးကိုတစ်ချက်ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာဒီအကြောင်းပို့ကိုအတန်နဲ့လေးလေ့လာနိုင်မယ် မသိတဲ့နေရာရောက်တဲ့အချိန်ကျမှဒီတစ်ချက်နေပါတာပြန်နေလေးလေးလာနိုင်မယ်ပေါ့နော်အခုကျွန်တော်ဒီမှာပြပေးထားတဲ့အတိုင်းပါပဲအဲကျွန်တော်တို့ဒီစာပိုက်လိုက်ဖက်လို့ရမယ်စာပိုက်လိုက်ဖက်လို့ရမယ်စာပိုက်လိုက်ကိုကိုကြက်မှတ်ခြင်းသလိုစာပိုက်လိုက်ဖက်သွားလို့ရတယ်ကိုမသိတဲ့ဘာသာနေရာကိုရောက်ပြီးကိုမသိတဲ့နေရာကိုရောက်ပြီးဘာသာပြန်အောင်ကြည့်လို့ရတဲ့ဆိုတာမှအခုလိုလေးနေပြီးတော့ကျွန်တော်တို့ကြည်နိုင်မှာဖြစ်တယ်ပေါ့နော်အဲကျွန်တော်တို့အဓိကဒီကျောင်းဘုတ်ကိုလေ့လာတဲ့နေရာမှာကျွန်တော်တို့ကျောင်းသားတော်တော်များများပေါ့နော်အဓိကက ဘာသာပြန်နေကျွန်တော်တို့မှတ်ကြတယ်စောက်ဆိုလဲစောက်ထဲမှာမှတ်ကြတယ်ပေါ့နော်အဲ့တော့ဘာသာပြန်နေနဲ့ရှုပ်ပြီးတော့ဒီစာကြည့်ရတာအဆင်မပြေဖြစ်တယ်ပေါ့နော်အဲဘာသာပြန်နေကမကြည့်ချင်လဲမြင်နေရတယ်ကြည့်ချင်တဲ့အချိန်မှာလိုက်ရှာရတယ်ဒီလိုမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့တော့အခုဒီမှာဆိုရင်တော့အကိုရီးယားစာပိုင်းလိုက်ကိုဖတ်သွားနိုင်မယ်ကိုတိလိုတဲ့ဘာသာပြန်ရောက်ခါမှာခုလိုမျိုးနှိပ်ပြီးတော့ဘာသာပြန်အောင်ကြည့်နိုင်မှာဖြစ်တယ်ပေါ့နော်ဒါကတော့အဓိကအသာချက်ဖြစ်ပါတယ်အဲနောက်ထပ်တခြား feature တွေလည်းပါမယ်ကျွန်တော်တို့ကျွန်တော် နောက်မှအသေးစိတ်လေးထပ်ထပ်ပြီးတော့ရှင်းပြပေးသွားမယ်ပေါ့နော်အခုတော့ကျွန်တော်အရင်ဆုံးဒီအတန်ဖိုင်နဲ့လေ့လာဖို့အတွက်အတန်ကိုဖွင့်ပြပေးမယ်ဟန်ကုတ်ရဲ့은행한국에서생활할때필요한것중에하나는은행계좌를개설하는것입니다계좌가있어야예금송금외환거래등다양한금융서비스아다가ကျွန်တော်တို့ဒီအတန်ဖိုင်နဲ့လေ့လာနိုင်မှာဖြစ်တယ်ပေါ့နော်နောက်ထပ်ကျွန်တော်ဒီ software ထဲမှာပါဝင်တဲ့ဟာအနေနဲ့ဆိုရင်ဒီဘာတွေပါဦးမလဲပေါ့နော် မီနင်းတွေမီနင်းတွေကိုကျွန်တော်တို့သင်ရိုးသေးရဲ့မီနင်းပုံစံအတိုင်းပဲဒီဆောက်ပုံအတိုင်းပဲကျွန်တော် OE အပိုင်းနှစ်ပိုင်းကိုအဓိကဖန်တီးပေးထားတယ်လုံးဝတူအောင်ဖန်တီးပေးထားတယ်အဲနောက်ထပ်ကဒီဒီမီနင်းတွေကိုကျွန်တော်တို့ gain ပုံစံလေးတွေနဲ့လေ့လာနိုင်မယ်ပေါ့နော်အဲ multiple try ပါမယ်ဟုတ်ပြီနော် multiple try ပါမယ်နောက်ထပ်ကဘာဘာပါမလဲဆိုတော့အာ match maintenance ပေါ့နော်အာတူတဲ့ဟာလေးတွေကိုကျွန်တော်တို့ဟိုထိပြီးတော့အာ match တွဲပေးရမှာပေါ့နော်ဒါလေးတွေပါမယ်အခုလိုမျိုးလေးတွဲလိုက်ရင်ဒီမှာပျောက်သွားမယ်ပေါ့နော်အဲ့တော့နောက်ထပ်ကဘာပါအောင်မလဲဆိုတော့ flash cap ပါမယ်ပေါ့နော်ဒီဟာရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့သိလို့ရဲဆိုရင်အခုလိုမျိုးတစ်ချက်နှိပ်လိုက်ရင်အဲသူ့ရဲ့အဓိပ္ပာယ်ကိုပြလာမယ်ပေါ့နော်အခုလိုမျိုးလေးကျွန်တော်တို့လေ့လာနိုင်မှာဖြစ်တယ်ဒါကကြတော့ကျွန်တော်တို့ဂိမ်းပုံစံ meaning တွေကိုလေ့လာသွားနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့အဓိကပါဝင်မှာက meaning နဲ့ကျွန်တော်တို့ဂျောင်းဘိုးကိုအဓိကထည့်ပေးထားတယ်။ meaning ဆိုရင်ကျွန်တော်တို့ ဘာပါမလဲဆိုတော့နမူနာစကားပြောတွေပါပါမယ်ပေါ့နော်နမူနာစကားပြောနဲ့တွဲပြီးတော့မှတ်သွားလို့ရမယ်မင်းနဲ့မှလည်းကျွန်တော်တို့ဒီဟာတွေအကုန်လုံးကိုတွဲပြီးတော့ playlist နဲ့ဖွင့်လို့ရမယ်ပေါ့နော်매일새로운어휘를공부해요나라이름어느나라사람입니까အခုလိုမျိုးကျွန်တော်တို့အကုန်လုံးကို playlist နဲ့ဖွင့်သွားလို့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အလုံးလုံးရင်အဲလမ်းသွားရင်စသဖြင့်ကျွန်တော်တို့ earphone တက်ပြီးတော့နားထောင်နိုင်မှာဖြစ်တယ်လေ့လာနိုင်မှာဖြစ်တယ်ပေါ့နော် ဒီ software ကိုဝယ်ယူလို့ရဆိုရင်ကျွန်တော်ကို Telegram ကနေဆက်သွယ်လို့ရပါတယ်ကျွန်တော် Telegram လိပ်စာကိုဒီအောက်မှာ comment မှာချပေးထားပါမယ်ကျွန်တော်ရဲ့ဘိုင်းအိုမှာလည်းကြည့်လို့ရပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဟုတ်